စိတ်ထင်ကြောင်းခြင်းနည်းပညာစိတ်ဆိုတာက အချိန်ပြည့်ပြည့်လွှမ်းနေတဲ့မြင်းရိုင်းလိုပါပဲဘယ်တော့မှရက်မှာမဟုတ်ပါဘူးဒါပေမဲ့ထိန်ကူးမှုမရှိပဲလွတ်ထားလိုက်ရင်လောက်ရှင်ရရောက်ပောက်ရှင်ရပောက်ဖြစ်သွားနိုင်ပါတယ်အထူးသဖြင့်မမောစိတ်ကိုရောက်ရဲစိတ်နဲ့တည်တည်ဆတ်ဆတ်မထိန်ကြောင်းနိုင်ရင်အာသာစိတ်ရမတ်စိတ်အာယုံစိုးတွေရဲ့ဆိတ်ဆော်မှုတွေကြောင့်မဖြစ်တဲ့စိုးချိုးတွေမလူလာအပ်တဲ့လူနေမှုဘဝနောက်ဆက်တွဲဖြစ်စဉ်ဖြစ်ရတဲ့ တားမနိုင်စီမရဖြစ်ကိုဖြစ်လာနိုင်ပါတယ်။လူတယောက်ရဲ့စိတ်ကိုသူ့အပြုမူတွေကနေတဆင့်ရေးမိနိုင်ပါတယ်။အထူးသဖြင့်မမောစေကြောင့်စိတ်အဆွန်ရောက်နေတဲ့သူရဲ့အမူအရာတွေကတာမန်ဖြစ်မနေပါဘူး။မမောစေဟာဖုံးကွယ်ရခတ်တဲ့စိတ်ဖြစ်ပြီးကိုယ်တိုင်ကလည်းဖုံးကွယ်နိုင်ဖို့ကြိုးစားတဲ့လို့ဖုံးကွယ်ဖို့ကြိုးစားနေတဲ့တခြားလူတွေရဲ့မမောစေအမူအရာလက္ခဏာတွေကိုလေ့လာပြီးသုံးချတတ်အောင်လေ့ကျင့်ထားဖို့လိုပါတယ်။ဒါကြောင့်စိတ်ကိုထင်းချောင်းတဲ့နေရာမှာ တချိန်နဲ့အချိန်ကိုသိပါနှစ်စိတ်ကိုစိတ်နဲ့အနိုင်ယူပါသုံးလူချင်းစိတ်ကိုအတုံးချပါ အချိန်နဲ့အချိန်ကိုသိခြင်းငန်းငန်းတက်ဖြစ်နေရင်ဘယ်သူမှဟမ်းဆောင်နိုင်ပါဘူးအမှုရာ အပြောဆို အနေထိုင်အားလုံးကတခုမဟုတ်တခုရုပ်ပြက်နေမှသိကြပါတယ်ငန်းငန်းတက်ဖြစ်သွားတဲ့အချိန်စိတ်အခြေအနေဆိုးရွားနေရင်မမော်စေးရဲ့အချိန်ကမသေးပါဘူးအဖြစ်မနေထင်းချောင်းလိုကိုလိုနေပါပဲ ဈေးအောင်ဈေးဝယ်လုပ်တဲ့နေရာမှာကမကမအနိုင်ဆုံးကမမောစိတ်ပါပဲဝယ်လက်ဘက်ကငငန်းတက်ပြမိသွားရင်ရောင်းသူဘက်ကခေါ်ဈေးမြင့်လိုက်မှာပါရောင်းသူဘက်ကငငန်းတက်ပြမိရင်ဝယ်လက်ဘက်ကပေးဈေးနှိမ်လိုက်မှာပါဒါဟာမမောစိတ်ရဲ့ကျူးကိုက်ပုံပါပဲချိန်နဲ့အချိန်နေလိုက်ဟန်ဆောင်တက်ခြင်းကစိတ်ထင်းချောင်းခြင်းပါမမောစိတ်ကိုအမြဲချိုးနှိမ်ထားစရာမလိုပါဘူး။ဒါပေမဲ့အချိန်နဲ့အချိန်ကာလိုက် လိုအပ်တဲ့အရှင်လောင်းနဲ့မဆိတ်ငန်းစိတ်ထုတ်ပြတ်တခုလိုပါတယ်။ကုလူချင်းတဲ့အရာကိုမယောင်ပဲလဲမနေအောင်ဈေးစကားပြောတဲ့နေရာမှာဈေးတန်းကြီးခုံမမြင်အောင်ဟန်ဆောင်ကောင်းဖို့လိုပါတယ်။လူချင်းစိတ်ကိုပြလူချင်းတဲ့အနေထားရအောင်တွန်းပို့တက်ရပါမယ်။ကိုယ်အမူအရာနှုတ်အမူအရာမလွဲမမအောင်လူချင်းထားဖို့ကအခက်ရပါပဲ။အချိန်နဲ့အရှင်ကိုထိန်းကြီးတက်တဲ့မမောစိတ်နဲ့ရောင်ရဲစိတ်ကအတုံးချလို့ကောင်းတဲ့အတုံးချစိတ်တွေပါစိတ်ကိုစိတ်နဲ့အနိုင်ယူပါ တာဦးသမီးဦးတွေကိုမိဘတွေကအချစ်ပူတက်ကြပါတယ်။အဲ့လိုပဲတာထွေသမီးထွေလေးတွေကိုအချစ်ပူတာကမဆမ်းပါဘူး။ဒါပေမဲ့နှုတ်ညတွေအတွက်ကြတော့အချစ်ခံရဖို့တာဦးတွေနဲ့လည်းရှင်ရတယ်လို့တာထွေတွေကိုလည်းအနိုင်ကျင့်ရတတ်တယ်။သို့မဟုတ်ရင်မိဘတွေရဲ့အတိမတ်ပြုမှုဂယုဆိုင်မှုတွေမရတယ်လို့ဖြစ်သွားနိုင်တယ်လေ။လုပ်ငန်းခွင်အပေါင်းအသင်းလူမှုလောကသဘာဝကအပြိုင်ဆိုင်တွေအကြားအနိုင်နဲ့ပိုင်းနိုင်မှနေရာတစ်ခုရနိုင်တာပါ။လူကျင်စိတ်ပြပြီး တယူလူစိတ်ပြင်းထန်မှတကယ်ကြိုးစားသူဖြစ်တယ်လို့သမုတ်တဲ့ခစ်ကြီးမှာမမော်စိတ်ကိုချိုးနှိမ်ထားပြီးဂျင်းနဲ့စိတ်ကြီးနဲ့နောက်ကတခေါက်ခေါက်လိုက်နေရင်တော့ဘယ်တော့မှရှေ့ရောက်နိုင်တော့မှမဟုတ်ပါဘူးဒါကြောင့်ပြိုင်ဘက်တွေရဲ့စိတ်ကိုသူတို့ထက်တာတဲ့စိတ်မျိုးနဲ့အနိုင်ပိုင်းပါလူချင်းစိတ်ကိုအသုံးချပါစိတ်ခွန်အားရဖို့ဘယ်လိုလုပ်ရမလဲသာကောင်းတော့ကောင်းစားရတော့ထားရင်စိတ်ခွန်အားရနိုင်ပါလားဝါသနာပါရလုခွင့်ရရင်စိတ်ခွန်အားရှိနိုင်တယ် စိတ်ခွန်အားဆိုတာကမမောစိနဲ့ရောင်ရဲစိတ်တို့ဆက်တူဖြင့်ထွက်လာမယ်စိတ်ရလက်ပါတစ်ဖက်သားရဲ့လူချင်းစိတ်ကိုသိရင်အဲ့ဒီလူချင်းစိတ်ကိုဖြည့်ဆည်းပေးပြီးလူရအသုံးချလို့ရပါတယ်လူချင်းစိတ်ကိုနားလည်နိုင်ဖို့မမောစိရဲ့အလုံးလုံးပုံနဲ့ရောင်ရဲစိတ်ရဲ့အထောက်သဘောပေါက်ထားမှရမှာပါမဟာစိတ်အမှန်တရားကိုလက်သင့်ခံနိုင်ခြင်းဟာရောင်ရင်ခြင်းဖြစ်ပါတယ်ရှိတာနဲ့ဂျင်းတဲ့စိတ်ကရောင်ရဲစိတ်မဟုတ်ပဲလက်လျှော့စိတ်ဖြစ်ပါတယ်မမောစိတ်က မကောင်းတဲ့စိတ်ဆိုပေမဲ့ လူချင်းစိတ်နဲ့ကြိုးစားလို့စိတ်ဟာမမောစိတ်မှမရှိပဲမဖြစ်နိုင်ပါဘူး။ကိုယ်စိတ်ကိုနားလဲမှသူများစိတ်ကိုမှန်းဆနိုင်ပါပါ။ဖြစ်လေးရှိတဲ့ငငန်းတစိတ်မမောစိတ်တွေကို ချိုးနိုင်နိုင်ပြုမှုလေးရှိတဲ့အမှုရာအလေးထပုံစံဟန်တွေကိုတေချာမှတ်သားထားပြီးတစ်ဖက်သားရဲ့အမှုရာအလေးထပုံစံဟန်တွေကိုသဲလွန်စားကောက်ပါ။အလေးချင်းတစ်ခုကို အတိုင်းအတာတစ်ခုထိအချိန်ပေးထားနိုင်ရင်တော့ဌာနတ်သွားပါလိမ့်မယ်။ မမောစိနဲ့ရောက်ရဲစိတ်ကိုနိုင်နိုင်နင်းနင်းထင်းချောင်းသွားနိုင်ရဲ့မဟာစိတ်နဲ့အထာကြကြနေတတ်သွားပါလိမ့်မယ်